လူငယ်တွေအတွက်အသံပွင့်ကြောင်းပညာရတစ်ခုသင်မယ်ဆိုရင်နံပါတ်1အချိန်လေးကြာပြီးပေးရတယ်နံပါတ်2ရင်းနှီးမြှောင်းနှံမှုများတယ်နောက်3ကိုယ်ဝင်မဲ့ industry မှာရှင်သန်ရည်ဒီကိုတတော်ကြီးကြိုးစားရတယ်အဲ့တော့တခြားနယ်ပယ်တွေကျွန်တော်မသိဘူးကျွန်တော်ကျွမ်းကျင်တဲ့ fitness နယ်ပယ်ပြောမယ်ဆိုရင်ဂျင်ကစားသက်တစ်နှစ်ရှိတယ်အချိန်ကပညာအထက်တန်းအဆင့်ရှိတယ်ဆိုရင်နှစ်လအတွင်းမှာအသံပွင့်ကြောင်းပညာရတစ်ခုကိုဂဂနနသင်ယူတက်မြောက်နိုင်တယ် ကျွန်တော်ရဲ့မြန်မာ fitness trainer academy မှာ certified personal trainer တွေနဲ့ fitness nutrition specialist တွေနဲ့ fat loss specialist တွေနဲ့ဆိုရက် gym trainer စလုံးမဲ့သူတွေမပြည့်မနေတက်တဲ့သင်တန်း၃ခုကိုအင်မတန်တက်တာတဲ့နှုံးသားနဲ့ကျွန်တော်သင်ကြားပြသပေးတယ်။နှစ်လအနေနဲ့ပြီးရင်ကျွန်တော်တန်းပြီးအလုပ်လုပ်လို့ရတယ်။အကယ်၍ကိုက trainer လောက်သက်လေးရှိသွားပြီဆိုရင် online coaching ပေးလို့ရတယ် freelance PT လုပ်လို့ရတယ်ဝင်ငွေလမ်းကြောင်းအကြီးတိစောက်လို့ရတယ်။ တခြားနယ်ပယ်ကျွန်တော်မသိဘူးကျွန်တော်နယ်ပယ်နဲ့ပတ်သက်ပြီးပြောရရင်မိတ်ဆွေတို့ online မှာရှာကြည့်လိုက်မြန်မာ fitness trainer academy mft အောင်မြင်နေတဲ့ trainer အများစုအားလုံးလိုလိုဒီကျွန်တော်သင်တန်းစဉ်ကလေးတွေဖြစ်ကြတယ်အဲ့တော့ဝါသနာပါတယ်ကျင်းစောရတာအချိန်ပညာထက်တန်းစဉ်ရှိတယ်ဆိုရင်ဝါသနာကိုဝင်ငွေဖြစ်ပြောင်းမှုအလောက်ကန်ဖြစ်ပြောင်းမှု mft ရက်ပါဒီနှစ်အတွက်နောက်ဆုံးအတော့ဖြစ်ပါတယ်အမြန်ဆုံးသင်တန်းအသင်းပါတယ်ဒီဇင်ဘာပထမအပတ်မှာသင်တန်းစဖို့ရှိပါတယ် အကယ်ကိုက trainer မလုပ်စားခြင်းဘူးဆိုရင်လေကိုနဲ့ကိုချေးရတဲ့မိသားစုတွေအတွက်ကောင်းမွန်တဲ့ကျန်းမာရေးဂိုင်လိုင်းကျန်းကိုင်မှု program တွေအားရ plan တွေတည်ဆောက်နိုင်မှုအတွက်ဝါသနာရှင်ကစားသက်တနည်းရှိသူမိသူမဆိုတက်တဲ့တဲ့သင်တန်းဖြစ်ပါတယ်သင်တန်းအလိုပါကအသေးသေးအချက်အလက်တွေကိုကျွန်တော်ရဲ့မြန်မာ fitness trainer academy page မှာဖြစ်စေ master professor page မှာဖြစ်စေစုံစမ်းအပ်နိုင်ပါပြီခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနိုင်ဦးပါ